ဇဲတုံးကကျတော့ကျွန်တော်တို့ကဟိုဒီလိုအဲ့လောက်တိတ်သတိမထားလိုက်မိဘူးပေါ့နော်အဲချောချောထွက်တဲ့အချိန်ကျတော့နည်းနည်းလေးကြမ်းနေပေါ့နော်ဟာကြမ်းနေချီရခဲ့ဖြစ်သွားအကောင်လုံးကကိုကိုက်တာကိုတမျိုးစီရှိတယ်ပေါ့နော်အဲအကောင်လုံးဘယ်လိုကိုက်တော့အကောင်ဆုံးကျူးစားကြပါတယ်လို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ဖန်တော့ကသူများပစ္စည်းလေး ။ဖန်ရှင်ရှိမှန်တည့်ရနဲ့ယူရမိပြီဆိုရင်အဲ့ဒါခိုးတာပေါ့။ဟေးသကောင်မနက်ပြောရင်ပြောပါရင်ကြောက်တယ်ဗလဲမနေ့ချီကိုအဲ့လိုပြောပါမှာဆိုတော့လေအဲဒါမှအမကအားပေးရယ်ဟိုအမလေးဘန်းဖြူပြောတာပြောမှာအာမနာနေပေါ့ဆိုတော့ဟိုတော်တော်လေးဘယ်လိုပြောရမလဲစင်ပြေပါခဲ့ပါလေကြောက်ကြောက်နဲ့ပြောလိုက်တာကြောက်ကြောက်နဲ့ပါအာမလေးထုံးပလေးနဲ့ရောညီမလေးနေကြည့်ဦးနဲ့ရော ်ပရမအောင်ဆုံးအဲလိုစုံမှုတဲ့ဇာကာပေါ့ဟုတ်ကဲ့